ိစ္စာကိုတည်တည်ချာချာလုံးမဲ့သူဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပေးပါဒီဗီဒီယိုထဲမှာဆိုတာ elementary level ကနေပြီးတော့ advanced level အထိကို lesson plan လေးလုပ်ထားပါတယ် elementary ဆိုလို့ရှိရင်ဘယ်လိုမျိုး vocabulary တွေကျရမယ်ဘယ်လို grammar တွေလေ့လာရမယ်ဘယ်လို speaking တွေလုပ်ရမယ်ဘယ်လို listening နေနားထောင်ရမယ်ဒီလိုမျိုးလေးတွေကို advanced level အထိလုပ်ထားပြီးရယ်ကျွန်တော်တို့တစ်ခါရဲ notes ရှိထားပါဒါမှကိုကိုယ်တိုင်တကယ် study လုပ်တဲ့အခါပို့ပြီးအဆင်ပြေမှာပေါ့နော်နောက်ခေါက်တီးစီရမလို့လေဗီဒီယိုအနည်းဆုံးတော့5မိနစ်လောက်ကြာမှာဆိုတော့ ပြီးခင်သား level နဲ့ဆိုင်ရအောင်ဒီ level ရဲ့ရည်မှန်းချက်ကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့နေ့စဉ်ဘဝ daily life ကိုပြောနိုင်ရမယ်ရေးနိုင်ရမယ်ကိုကိုကိုမိတ်ဆက်နိုင်ရမယ် ဒီ level မှာဆိုလို့ရှိရင်ဆိုတာလုံးဝဒီ business communication ကိုပဲ focus ထားတင်တယ်ပေါ့เนาะအရင်ကျွန်းကျွန်းချင်းချင်းဖြစ်တာတွေခေါင်းထဲကနေခဏဖယ်ထားပြီးတော့ study လုပ်ရမှာတွေကဒီ family တို့ food တို့ day of the week ဒီလိုမျိုး everyday vocabulary လေးတွေပေါ့เนาะ grammar solution လာ amisa simple present tense sentence structure တွေပြီးရင်အာနောက်တစ်ခုကဒီအသုံးဝင်တဲ့ phrase တွေ greeting မိတ်ဆက်တာအကူအညီတောင်းတာပြီးကိုယ့်ရဲ့တနေ့တာတွေကိုပြောတာဒါတွေလေ့လာရမှာပါ ဘယ်လိုမျိုး study လုပ်လို့ရလဲဆိုလို့ရှိရင်ဒီ application နဲ့တုံးလို့ရပါတော့ Duolingo memorize တို့ပြီးရင် cartoon အတိုလေးကြီးကြည့်မယ်ဖြည်းဖြည်းနည်းနည်းလေးပေါ့နော်အဲ့ဒါလေးတွေကို subtitle နဲ့ကြည့်လို့ရတယ်ပြီးရင်ဒီ phrase phrase စာတန်းအတိုလေးတွေကိုအတန်းကျကျနဲ့ confidence ရှိအောင်လို့ဖတ်မယ်ပြီးရင်ကိုယ့်အိမ်မှာအိမ်သားတော်ဝင်မှာရှိတဲ့အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကို English လိုမျိုး level လေးတက်ထားတာဆိုလို့ရှိရင်လည်းအာစလုံးသီးသန့်ကျက်စရာမလိုတော့ဘူးပေါ့နော်တခါတည်းမြင်နေကြဆိုတော့အမှတ်မိသွားအောင် level လေးတက်ထားပါအိမ်ရန်ပစ္စည်းတွေကို နောက်တစ်ခုကတော့ pre intermediate level ဖြစ်ပါတယ်။ဘာတွေ study လုပ်ရမယ့် level လဲဆိုလို့ရှိရင်ဒီ level မှာတော့ communicate လုပ်ရတာကိုပို့ပြီးတော့အာဦးစားပေးသင့်တဲ့အချိန်ပေါ့နော် topic တွေကိုလည်းပို့ပြီးတော့နားလည်အောင်လုပ်ရမယ်။ tense တွေနေနဲ့ past tense, future tense, present perfect, common phrasal verb လေးတွေအာ phrasal verb အတွဲလိုက်လေးလေ့လာရမယ်ပြီးရင် short conversation လေးတို့ YouTube ကနေနားထောင်လို့ရတယ်။ပြီးရင် question လုပ်နေ၊မေးခွန်းလုပ်နေပြီးလို့ရှိရင်အဖြေတွေကိုတိုးတိုးပြပြမဟုတ်ဘဲနဲ့ဘယ်လိုများအောင်ဖြေရမလဲဆိုတာလေ့လာရမှာဖြစ်ပါတယ်။ ဘယ်လိုမျိုး study လုပ်လို့ရလဲဆိုလို့ရှိရင်ဒီကိုယ့်ရဲ့တနေ့တာအကြောင်းကိုစာပိုက်အတူလေးရေးလို့ရတယ်ပြီး conversation group လေး club လေး join online language club လေးတွေ join ပြီးလို့ရှိရင် vlog တွေကြည့်မယ် lifestyle content လေးတွေ subtitle လေးနဲ့ကြည့်မယ် grammar ကိုလေ့ကျင့်မယ်ဆိုလို့ရှိရင်ဒီ perfect english grammar တို့ဒီလို website တွေအလုပ်လို့ရပါတယ်ဒီ level 5ကဘာဖြစ်အောင်လုပ်ဖို့လဲဆိုရှင်ဒီ usual conversation လေးလုံနိုင်ရလုံနိုင်အောင်ကြိုးစားရမယ်ပေါ့နော်ကိုတွေးထားတဲ့ဟာတွေပြောနိုင်အောင်ကြိုးစားရပါမယ် ပြီးရင်နောက်ထပ်တစ်ခုကတော့ intermediate ပါဒီ level က upper intermediate နဲ့တခါတည်းတွဲပြီးတော့မှတ်ထားလို့ရပါတယ် ဒီ level မှာ study လုပ်ရမယ့်ဟာတွေကကြတော့အဓိကအားဖြင့် vocabulary တွေကိုပို့ပြီးတော့ကြကြပြပြသုံးနိုင်မှုအာရုံစိုက်ရမယ် fluency တက်လာဖို့အတွက်အာရုံစိုက်ရပါမယ်လုပ်ရမယ့် grammar တွေကဒီပို့ရှုပ်လာတဲ့ complex grammar conditional တွေ passive voice တွေဒီဘန်းစကား idiom expression တွေ listening solution နဲ့ focus နားထောင်တာပြီးရင်ဇာတ်ကားကို subtitle မပါဘဲနဲ့ကြည်တာ article ဖတ်တာပြီးရင် short story လေးနားထောင်တာလေးလုပ်လို့ရပါတယ် ဘယ်လိုမျိုးလုပ်လို့ရလဲဆိုလို့ရှိရင်ဒီ shadowing method နဲ့ practice လုပ်လို့ရတယ်ပြီးရင် journal entry လေးတွေကို english လို့ရေးလို့ရတယ်ဒီစာလုံးအတွဲလေးလေးလာလို့ရတယ်ပေါ့နော်စာလုံးစဉ်သက်ပုံလေးလေးလာလို့ရနေပြီပြီးရင်နောက်တစ်ခုကဒီ IELTS part 1နဲ့ practice လုပ်လို့ရတယ် conversation လုပ်တဲ့ပုံစံမျိုးပေါ့နော်ဒီ level ရဲ့ကိုဘာဖြစ်အောင်လုပ်ရမှာလဲဆိုလို့ရှိရင် ပို့ပြီးတော့အသေးစိတ်ရေးနိုင်လာအမယ်အာဖတ်နိုင်လာအမယ် native speaker တွေကိုပို့ပြီးတော့ကောင်းကောင်းနားလည်လာအောင်လုပ်ရမှာပါ ကဲဟိုဘီနောက်ဆုံးတော့ C1 advanced level ရောက်ပါပြီဒီ level ကလုံးဝ master ဖြစ်နေပြီပေါ့နော် master ဖြစ်နေပြီဆိုတော့ဘာမှတော့အများကြီးပြောစရာမလိုတော့ okay ဒီ level ရောက်ဖို့ဆိုလို့ရှိရင်ဆိုတော့လုံးဝ native speaker တယောက်လို့ဖြစ်ဖို့ကြိုးစားရမှာပေါ့နော်ဘာလို့ဆိုတော့ तू က master အဆင့်ဖြစ်နေပြီ ਓ ဘာတွေလေ့လာအောင်လဲဆိုလို့ရှိရင် advanced grammar တွေဒီ reported speech တွေ inversion တွေဒီ academic and business vocabulary တွေပြီးရင် debate အငင်းခုံ topic တွေ opinion essays တွေ formal writing တွေဒီအသံထွက်တွေ accents pronunciation တွေကိုပြန်ပြင်ရမှာအချိန်ရောက်ပြီပေါ့နော် native speaker တယောက် ောက်လို့ access တွေ pronunciation တွေလေ့ကျင့်ရအောင်ပါဒီ level မှာဆိုလို့ရှိရင်ဆိုရတို့ကဒီ nervous တွေဝတ္ထုရှည်တွေဖတ်လို့ရ research article တွေ text တွေနားထောင်မယ်ပြီးရင် writing ရေးမယ်ပြီးရင် feedback တွေယူမယ် advanced speaking club တွေ join မယ် lessons တွေကို native speaker နဲ့သင်မယ် native speaker ရဲ့လေ့တန်းကိုလေ့ရအောင်လေ့ကျင့်မယ်ဘောနော်ထုံးတဲ့ rhythm နဲ့ပြီးရင်ဒီ level ရဲ့ email check ကပါလဲဆိုလို့ရှိရင် read speaking or writing or fluent ဖြစ်ရမယ် confident ရှိရမယ် casual or formal ဘောနော်နှစ်ခုလုံး ရိုးရိုးသားမမမဟုတ် business ကို professional ပါပြီးရင်တစ်ခုမှရှင်းတာလောဘမကြီးပါနဲ့ elementary သမားတယောက်ကအပိုင် intermediate လို့မွနေအောင်လို့ခဏလေးနဲ့ပြောတတ်မှာမဟုတ်သူ့ level နဲ့သူပဲပြောတတ်မှာပေါ့နော်အဲ့တော့ကိုကကိုကတစ်ဆင့်ချင်းမဲ့သက်သွားတဆင့်ဝအနေဆုံးတော့ကိုကမြန်လို့ရှိရင်တော်ရင်တော်သားဒါမှမဟုတ်လုံနိုင်လုံနိုင်တလောက်3လလောက်ပဲကြာမယ်မလုံမလုံနိုင်ဆိုလို့ရှိရင်တဆင့်ဝအနေဆုံးတော့6လလောက်တော့ကြာရပေါ့နော်ဒါအရင်တုံးတဲ့သူပြောတာအလုံးအချိန်မရတဲ့သူပြောတာအဲ့တော့လောဘမကြီးနဲ့ကိုကကိုဖြည်းဖြည်းလေးနဲ့မမမမသွားပါ